နေပြည်တော် NLD နဲ့ကြန့်ခိုင်ရေးကိုယ်စားလှယ်လောင်းတွေရဲ့အပြန်အလှန်တရားစွဲဆိုမှုတွေအကြောင်း RFA သတင်းနောက်ကိုဝင်းကိုကိုလက်ကသတင်းပေးပို့ထားတာကိုလည်းတစ်ဆက်တည်းကြည့်ရှုနိုင်ပါတယ်။ NLD ပါတီဝင်တွေနဲ့ပန်းရလန်ဖြိုပြေးအဖွဲ့တွေဟာဩဂုတ်လ29ရက်ကနေပြည်တော်ကောင်စီနယ်မြေစပူတီရီမြို့နယ်တပြေကုန်းရက်ွက်မှာပြောင်းလဲချိန်တန်ပြီးအမှန်တကယ်ပြောင်းလဲဖို့ NLD ကိုမဲပေးဖို့စာသားနဲ့ဒေါအောင်ဆန်းစုကြည်တပ်ပုံပါဝင်တဲ့ လက်ကမ်းကြေညာစာတွေကိုဝင်ငှခဲ့တာကြောင့်တိုင်ကြားရတာဖြစ်တယ်လို့ပြည်တော်စုရုပ်ကောက်ပွဲကော်မရှင်ကိုတိုင်ကြားထားတဲ့ဦးကျော်ဝင်းရဲ့တိုင်ကြားစာမှာဖော်ပြထားပါတယ်ကျွန်တော်တို့စီကိုလိမ့်မှုပြီးတိုင်တာပေါ့ကျွန်တော်တို့စီကိုလိမ့်မှုပြီးတိုင်တာပေါ့သူကပြည်တော်စုရုပ်ကောက်ပွဲကော်မရှင်ကိုလိမ့်မှုပြီးတိုင်တယ်အဲ့တဲ့ခါကျတော့ ပြီးအောင်သူရွေးကောက်ပွဲကော်မရှင်ကဒီအရကိုကျွန်တော်တို့ကစစ် စစ်ပါဆိုရင်ကျွန်တော်တို့စစ်မစီရစစ်စစ်ဝန်ဆင်းစစ်စီရမှာပေါ့မတူလို့ရှိမှာပဲခေါ်ပြီးစစ်မယ်ဆိုလို့ရှိရင်လည်းသူတော့သူကသူစစ်မှာပေါ့ကျွန်တော်တို့ရှိရတော့လောဆယ်ဒီဘာမှလုပ်စရာမလိုဒေါ်ဆန်းစုကြည်ကိုတိုင်ကြားတဲ့တတိပုဂ္ဂလကိုစလေလောင်း ဦးကျော်ဝင်းဟာလေဆေညုံညုံဟောင်းဖြစ်ပြီးမန္တလေးတိုင်းဒေသကြီးမြို့သားလွတ်တော်မဲဆနနဲ့အမတ်30ကဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်သူဟာပြီးခဲ့တဲ့စက်တင်ဘာလ၄ရက်နေ့ကဒခိနာတီတီမျိုးနဲ့ကြေးရွာတွေကဒေသခံတွေနဲ့တွေ့ဆုံစဉ်သူနဲ့ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီတကိနာတီတီမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းလက်ဆယ်ဝင်းကြီးဦးမြင့်လိုင်ကိုမဲပေးဖို့ထီးတွေရက်တောင်တွေမှာစာရေးပြီးဝင်ငါခဲ့သလိုတောင်းတုံးပရိဘောဂတွေစံတွေစီတွေပေးဝေခဲ့ပါတယ်ပေးဝေခဲ့တဲ့ဆက်ရောက်ထီးတွေမှာတို့အတွက်အမှန်တကယ်အကျိုးပြုမဲ့ကိုယ်စားလှယ် ဥမြင့်လိုင်ကိုတူအားလုံးထောက်ခံဆန္ဒမဲပေးကြစို့ပြည်သူထံမှပြည်သူထံသို့ဆိုပြီးစာသားတွေပါဝင်ပါတယ်အဲ့ဒီအတွက်သူတို့နှစ်ဦးကို NLD ပါတီကဒီကနေ့မှပြန်လည်တန်ကြားခဲ့ပါတယ်အဲ့လိုပြေးဝေတဲ့ကိစ္စကဒီဥကြဝင်းရဲ့ဆောင်ရွက်မှုတွေကဒီတက္ကိနတိတိမျိုးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဥမြင့်လိုင်အတွက်ရွေးကောက်မှုဆိုင်ရာအခွင့်အရေးကိုမတရားသဖြင့်ရရှိစေရန်အလို့ငါပစ္စည်းကိုအသုံးပြု၍ လက်ပေးခြင်းကိုဆောင်ရွက်ခြင်းလို့ယူဆတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အမှုဖွင့်အရာချင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟိုရွေးကောက်ပွဲကိုယ်စားလှယ်ကတရက်လိုအဖြစ်ဟိုတိုင်တန်းသွားမှာပါကျွန်မအခုဒီကိုလာတာကဦးမျက်လိုင်းတို့ဦးကျော်ဝင်းတို့ကနေပြီးတော့မက်ဆက်စီယုံတဲ့ခါမှာပစ္စည်းကိုအသုံးပြုပြီးတော့လက်ပေးတဲ့သဘောနဲ့မက်ဆက်စီယုံခဲ့လို့ဥပဒေနဲ့မညီလို့အဲ့ဒီအတွက်နဲ့ပတ်သက်ပြီးတော့တိုင်စာလာပို့တာပါပြီးရင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်းစာလိုက်ကနေမှသွားပို့မှာပါဟုတ်ကော်မရှင်ဥက္ကဋ္ဌကြတော့တိုင်စာတွေ ဟိုသူတို့ဘက်ကလည်းပို့နေတယ်ကိုယ့်ဘက်ကလည်းပို့နေတယ်ပေါ့အပြန်အလှန်တွေဖြစ်နေတယ်အရှင်းရှင်းတွေမှာတိခံပြီးတော့လှုပ်လိုက်လို့ရှိရင်မလျှော့ရှူဘူးလားဆိုပြီးတော့သူကတော့အဆုံးနာတော့အဲ့လိုပြောနေတယ်ပြည်သူ့ယူကော့ဘွဲကော်မရှင်က ရွေးကောက်ပွဲကိုဝင်ရောက်မဲ့ကိုယ်စားလှယ်လောင်းတွေကိုစက်တင်ဘာလ10ရက်နေ့မနက်ဖြန်ကစတင်ပြီးမဲဆွယ်စည်းရုံးခွင့်ပြုထားတာဖြစ်ပြီးမဲဆွယ်စည်းရုံးခွင့်ကာလမရောက်ခင်မှာကိုယ်စားလှယ်လောင်းအမိတွေနဲ့မဲဆွယ်စည်းရုံးရင်ရွေးကောက်ပွဲဥပဒေနဲ့ညီဆွမဖြစ်ပါတယ်ဥပဒေကိုချိုးဖောက်တယ်လို့စစ်ဆေးတွေးရှိရရင်တသိန်းထံမပို့သောဒဏ်ငွေဖြစ်စေတစ်နှစ်ထံမပို့သောထောင်ဒဏ်ဖြစ်စေဒဏ်ရရလုံးဖြစ်စေချမှတ်နိုင်တယ်လို့ရွေးကောက်ပွဲဥပဒေမှာတည်ထောင်ထားပါတယ်ခင်ဗျာ